စီချိုယောဂလို့ကြားလိုက်တာ ਨੇ အစားရှောင်ရခက်တဲ့ယောဂဖြစ်ပြီးရင်မပြောက်တော့တဲ့ယောဂဆိုပြီးတော့အားလုံးကစိုးရင်ကြပါတယ်ဒါကြောင့်စီချိုယောဂဆိုတာဘာလဲစီချိုယောဂရဲ့လက္ခဏာတွေအကြောင်းကိုနားထောင်ကြည့်ရအောင်လေး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 မိနစ်မလီယာဖန်လေးမိနစ် ကျွန်တော်အလွယ်ဆုံးပြောရရင်တော့စီဂျိုယောဂဆိုတာသွေးထဲမှာတခြားတက်တွေမြင့်တက်နေတဲ့ယောဂကိုခေါ်တာပေါ့လေကျွန်တော်တို့မျိုးစုံခေါ်ကြတဲ့စီဂျိုသွေးဂျိုလို့လည်းခေါ်ကြတယ်တချို့ကြီးကြတော့လည်းစီဂျိုနဲ့သွေးဂျိုကအတူတူမဟုတ်ဘူးလို့ထင်ကြတယ်ပေါ့နော်အဲဘာကွာလဲဆိုတော့ဘာမှတော့မကွာအတူတူပဲအမှန်မှန်တော့သွေးဂျိုဆိုတဲ့သကလုံးကမပူမှန်တာပေါ့လေဘာဖြစ်လို့လဲဆိုတော့သူကသွေးထဲမှာတခြားတက်မြင့်တက်နေတာပေါ့ပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်တို့သွေးထဲမှာတခြားတက်ကသွေးကြောထဲမှာမရှိနေသင့်ဘူးကျွန်တော်တို့ cells တွေထဲကိုဝင်နေသင့်တယ်ပေါ့နော်အဲအလွယ်ပြောရရင်တော့စီဂျိုယောဂကဘာလဲဆိုတော့သွေးထဲမှာရှိသင့်တဲ့ပမာဏထက်ပိုပြီးမြင့်တက်နေတဲ့တခြား ားဓာတ်တွေရှိနေတဲ့ဟာကိုကျွန်တော်တို့ကစီးဂျိုတွေးဂျိုလို့ခေါ်ကြတယ်အဲ့ခါကျတော့သူတို့ကတွေးထဲမှာတကြားထဲမြင့်တက်နေတဲ့ခါကျတော့သူကဆွန့်ထုတ်တဲ့နေရာတွေမှာလည်းတကြားထဲပါလာတယ်ပေါ့အဲ့တော့စီးထဲမှာပါသွားတဲ့ခါကျတော့စီးဂျိုပေါ့အလွယ်ဆုံးနည်းလမ်းနဲ့ပြောရရင်တော့တွေးထဲမှာတကြားထက်ကရှိတဲ့ပမာဏထက်ပိုပြီးတော့များနေတဲ့ဥစ္စာကိုကျွန်တော်တို့စီးဂျိုတွေးဂျိုလို့ခေါ်ကြတာပေါ့ပုံမှန်အဖြစ်ဆိုရင်စီးဂျိုဝေဒနာတွေပေါ့နော်စီးဂျိုစဖြစ်နေပြီလားဆိုတာသိနိုင်မှုအတွက်ကျွန်တော်နည်းလမ်းနေရှိတယ် ထမင်းတော့တော့ပါလဲဆိုတော့ तू อ่ะစီးချိုဖြစ်နေပြီဆိုရင် तू อ่ะစီးမကြခဏသွားတယ်။ तू อ่ะပုံမှန်ထက်ကိုစီးရပို့ပြီးရသွားမယ်။ပို့ပြီးတော့အချိန်ကြီးပို့ပြီးတော့မြင်းများဆက်ဆက်သွားမယ်။စီးရသွားရင်လည်းအများကြီးသွားမယ်။ဟုတ်။ तू ခန္ဓာကိုယ်ရဲ့ရေတက်တွေကအဲ့လိုမျိုးစီးနေနဲ့ဆွန့်ထုတ်နေတာပေါ့နော်။အဲ့တော့အများကြီးသွားမယ်။ဟိုမကြခဏဆိုသူလိုစီးသွားမယ်။အဲ့လူကညဘက်တွေပါစီးသွားချင်လာတယ်။အဲ့ခါကျတော့ညဘက်ကိုထပြီးတော့စီးမကြခဏဆိုသွားရတယ်။ဟိုစီးချိုရောက်ရှိနေမရှိနေခုနလိုမျိုးလို့ပေါ့နော်။စစ်လည်းမစစ်ဘူး၊သိလည်းမသိသေးဘူးဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးစကားတွေမေးတယ်။ဥမာဖြင့်စီးမကြခဏသွားနေလား။နောက်တစ်ခါစီးချိုသမားတွေကကိုလေးချင်းကြောက်သွားတယ်၊ရုတ်တရက်ပိန်လာတယ်။အဲ့လိုမျိုးရှိတယ်။နောက်တစ်ခါရေ င်ငတ်ရေမကြခဏဆိုလို့တောက်ရတယ်။ဘာဖြစ်လို့ရင်ငတ်တာလဲဆိုတော့ခုနပြောလိုပဲစီးရတစ်ချိန်လုံးသွားနေတာ။ခန္ဓာကိုယ်ထဲမှာရေဓာတ်တွေကဖြည့်တင်းမှုအတွက်ကဟိုခန္ဓာကိုယ်ဒါကိုပြန်ပြန်ပြီးတောင်းဆိုတာပေါ့နော်။ရေမြန်မြန်တောက်ပြီးမှဖြစ်တော့မယ်ဆိုတဲ့ဟာမျိုးခန္ဓာကိုယ်ပြန်တောင်းနေ။အဲ့တော့ရေမကြခဏဆိုလို့ငတ်နေလား။စီးမကြခဏဆိုလို့သွားနေလား။ကိုယ်လေးချိန်ကြာသွားလား။နောက်တစ်ခါခန္ဓာကိုယ်မှာယောဂတွေဥမာစီးကြိုသမားတွေကသူကဘာဖြစ်လဲဆိုတော့ခန္ဓာကိုယ်မှာရှိတဲ့ဒီကိုယ်လုံးမှာရှိတဲ့ဒီသွေးကြောတွေကသွေးလက်ပတ်မှုအရင်မကောင်း။မကောင်းတဲ့အခါကျသွေးကြောတွေကျင်းနေပေါ့။ကျင်းနေသွေးလက်ပတ်မှုမကောင်းတဲ့အခါကျကျွန်တော်ဘာဖြစ်လဲဆိုတော့အရေးပြားတွေမှာဒဏ်ရာဖြစ်ရင်သူကမပြောက်ဘူး။ အကြာကြီးဖြစ်တယ်ဟုတ်ကဲ့အဲ့တော့စီးကျွတ်သမားတွေကိုကျွန်တော်တို့က main ခနာကူမှာမှချင်းကိုက်တာလို့ပါတော့ချင်းကိုက်တာ ပြီးရစိတ်ကိုက်တာတော့မဟုတ်လေဟိုထိမိခိုက်မိရမျိုးဟိုခြေထောက်တွေပိုင်းမှာထိမိခိုက်မိရမျိုးဆိုရင်အဲ့ဒီမှာအနာကျက်ဖို့ခတ်လာဟုတ်ကဲ့အနာကျက်ဖို့ခတ်တယ်ဆိုရင်ဒါကစီးကျွတ်ဖြစ်နိုင်ခြေရှိတယ်ဗောစီးကျွတ်သမားတွေအနာကျက်ဖို့အရန်ခတ်အဲ့လိုမျိုးဟိုအနာကျက်ဖို့ခတ်လာဆိုတဲ့ဥစ္စာကိုကျွန်တော်တို့မေးတယ်မကြာခဏဆိုသလိုဖျားနာတက်လာဆိုတာကိုလည်းကျွန်တော်မေးတယ်လူတစ်ယောက်ကမကြာခဏဆိုသလိုဗောနပုံမှန်ထပ်ပို့ပြီးတော့ဖျားနာနေပြီဆိုရင်သူကကိုခံအားနည်းနေလို့စီးကျွတ်ဝင်နာတယ်ဒီမှာကျတော့ခနာကူတစ်ခုလုံးကိုသူကထိခိုက်တယ်ဖြစ်တယ် တွက်ကြောင့်သူကကိုခါအောင်လေသွားပြီးတိုက်ရောက်တယ်အဲ့ခါကျတော့စီးကျုပ်သမားတွေမှမကြခဏဆိုသလိုဖျားနာတာတွေနောက်တစ်ခါကိုရီလက်တွေဟိုကြိုက်ခဲပြီးနှုံးချိနေတာတွေဒီလိုယောဂလက္ခဏာတွေလည်းကျွန်တော်ရှိနိုင်တယ်အဲ့တော့အများဆုံးကျွန်တော်မေးကြတာကခုနကပြောသလိုပဲစီးမကြခဏဆိုသူသွားလာကိုလေးချင်းကြာသွားလာရေငတ်နေရမျိုးရှိလားခန္ဓာကိုယ်မှာဟိုရေပြားပြည့်တနာတွေပါဖြစ်ရင်မြင်မြန်ဆန်ဆန်ပျောက်လားဒါမှမဟုတ်ပျောက်ဖို့အချိန်ကြာလားနောက်တစ်ခါထုံနာတွေကျင်နာတွေခန္ဓာကိုယ်နှံ့ဖျားမှာပေါ့နော်သူသဖြင့်တော့ဒီလက်ထိတ်ခြေထိတ်တွေထုံနာကျင်နာတွေဖြစ်လားဒီဟာတွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့စီးကျုပ်ရှိမရှိဆိုတော့ကျွန်တော် clinical diagnosis ပေါ့နော် clinical clinically ဟိုကြည့်တယ်ဆိုတော့ဒါတိတ်တော့မသေးကြဘူးဒါပေမဲ့အကျန်းဖြစ်အပြင်ကျွန်တော်ခံမှန်းနိုင်တယ်လေးလေးလေးမိနစ် only on melia fan အခုလေးမိနစ်အစီအစဉ်ကနေနားဆင်ခင်ရတာကတော့မင်္ဂလာညနေခင်းမှအစီအစဉ်မှာဒေါက်တာသူရင်လှိုင်ဝင်းကစီချိုယောဂအကြောင်းပြောခဲ့တာကိုပြန်လည်ထောက်လုပ်တင်ဆက်ထားတာဖြစ်ပါတယ်စီချိုဖြစ်နေပြီဆိုရင်ကြောက်စရာမလိုပါဘူးစီချိုထိမှုအတွက်အထုကုရီနဲ့တိုင်ပင်ပြီးရောဆေးပုံမှန်ဆွဲတောက်ဖို့လိုပါတယ်နောက်ပြီးရောအစားအသောက်နဲ့ထိမှုလိုအပ်ပြီးအသီးအရွယ်များများစားပေးရပါမယ်တနေ့ကို15မိနစ်ကနေ မိနစ်30အတွင်းချွေးထက်စေတဲ့ကိုလက်လှုပ်ရှားမှုမျိုးလှုပ်ဆောင်ပေးခြင်းအပြင်စီးကြော်ရွာကကိုကာကွယ်နိုင်တယ်လို့လည်းဆရာကပြောသားခဲ့ပါသေးတယ်။နားဆင်သူပရိသတ်များအားလုံးကျန်းမာရှင်လန်းကြပါစေ။